မင်္ဂလာပါရှင်ခရိုနီကိုင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ယခုဖတ်ပြမှာကတော့ဆရာကြီးချင်လင်းဘာသာပြန်ဆိုထားတယ်မြင့်တာရှင်မလေးပေါ်လီယာနာဆိုတဲ့ဝတ္ထုစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲခန်းစားနာစဉ်ပေးကြပါအောင်ရှင်အပိုင်း24ဂျွန်ဘင်ဒယ်ဒန်ပေါ်လီယာနာသည်မျက်ပြန်ကြောင်းတော့မတော်ရတပတ်ခါလည်းမတော်ရချေသို့တော့ဤဒီကိုသူမသိ သူမှာတတိကံကောင်းရတဲ့အချိန်ကလေးအနေငယ်သာရှိသဖြင့်ထိုအချိန်တွင် သူပစက်ကလေးကတမီတဲ့မင်းနေတော့လေသူဘာမှကြည်ကြည်လင်လင်မှတ်မိပုံမပေါ်ပဲတပတ်ခံကြသည်။ဒီနောက်တွင်တော့အပြားလဲကြသွားသည်အနာလဲတက်တာတင်းသလောက်တက်တာသွားသည်တတိလည်းကောင်းစွာရနေပြီဒီတော့မှ ဖြစ်သမျှကိုသူအားပြန်ပြောရပြန်သည်။အော်တမီကတန်ရရတာကိုဖျားတာမဟုတ်ဘူးနော်ဟိုဆိုကတပြင်းချလိုက်ပြီ။အေးလေတမီအဲ့ဒါကိုပဲဝမ်းသာပါတယ်ဟိုဆိုသည်။ ဝမ်းသာတယ်လို့ပေါ်လီယာနာရဲ့သူကရင်နာရင်ထိုင်နေတော့သူ့အတော်ကဆိုလိုက်၏ဟုတ်တယ်လေမစ္စစ်နူလိုနာရာရှိယောဂတဲ့ဖြစ်ရတဲ့မစ္စတာပင်ဒယ်တန်လိုခြေကျိုးရတာတော်သေးရပေါ့ခြေကျိုးတာပျောက်နိုင်တယ်လေနာရာရှိကပျောက်မှမပျောက်တာခြေကျိုးသည့်အကြောင်းဘာမှပြောပြမထားတော့တော့ပေါ်လီသည်ရုတ်တရက်ထား၍မန်တင်စပွဲစီသို့သွားကဟိုအားကင်လိုက်ပြန်ချလိုက်တင်းအားကင်လိုက်ပြန်ချလိုက်ဖြင့်ခါတိုင်းလိုဘာလို့လို့ပြပြတတမရှိတော့ပဲရည်ရွယ်ချက်ကင်းမဲ့စွာရှောက်လုံနေမိ၏ ့ရရင် သူ့မျက်နာကဤသို့မဟုတ်ချေဖြူပက်ဖြူရဖြစ်လျက်ညုံငယ်လျက်အိယာဘော်ရင်ကပေါလီယာနာသည်ပလက်ကပရင်ပေါင်း၌ခြေဆွဲထားသောဖန်နှုံကလေးများဖြာထွက်လျက်မျက်နှာချက်၌အယောင်ထိုးနေသောတက်တန်စင်ကလေးများကိုကြည့်လျက်ငင်းနေရမှာတမိမှဖြစ်တာကြောက်ရွံ့ကမဟုတ်တာဝမ်းသာရတယ်နော်ဟုကြီးနေသည့်လေးတန်းဖြင့်တူတူဆုံလိုက်ပြီးအဲ့ဒါသာဆိုရင်မျက်နှာမဲ့ကြောက်တစ်ထပ်ပိုဆုံးမယ်ပြီးတော့စဉ္ညာချောင်းစုံမဟုတ်တာကိုလည်းဝမ်းသာရမယ်အဲ့ဒါတော့ဖြစ်ဘူးလေတိတ်ဆိုတာပဲ ီးတော့အိုးအတက်ပေါက်တာတော့ဝက်သက်တော့မဟုတ်တာလဲဝမ်းသာရတာပဲအဲ့ဒါတွေကကုနဲ့တယ်လေဝက်သက်ကိုပြောတာပြီးတော့ဒီမှာလဲနေခွင့်မပြုကြဘူးလေဟိုရေရွနေလေဤအန်ဒီပေါ်လီက သူ့နယ်ပင်စီတို့အင်ကြီးကော်လာကိုရှော့တလို့လို့ပြင်ဖီးရင်ကသမီးလေးကတော့ဝမ်းသာစရာတော်တော်များများကိုရှိဟန်တူတယ်လေဟိုဆိုလိုက်သည်ဟုတ်တယ်သမီးကတစ်ချိန်လုံးတက်တန်ကလေးတွေကိုတိတ်ချတာပဲမစ္စတာပင်လန်ဒါကသမီးကိုဖန်တောင်းလေးနေပြီးတာတိတ်ဝမ်းသာတာပဲသမီးပြောရသေးတာရဲ့အတွက်လဲဝမ်းသာတာလည်းရှိတယ် မသိဘူးလေတမင်းခုလိုအနာတရားဖြစ်တာတော့ဝမ်းသာဆုံးပဲပေါ်လီယာနာရဲ့ပေါ်လီယာနာကပြင်းညင်းစွာရင်လိုက်ပြန်သည်ထို့နောက်သူ၏တောက်ပါသောမျက်လုံးများဖြင့်သူ့အတော်အားကြီးကဟုတ်တယ်လေအန်ဒီတမင်းအနာတရားဖြစ်ကလေးကအန်ဒီကတမင်းကိုတမင်းလေးတမင်းလေးနဲ့ခဏခဏခေါ်တယ်လေအင်းကအဲ့ဒါလိုခေါ်မှမခေါ်ပဲတမင်းကအဲ့ဒါလိုခေါ်ခင်ရတာတိတ်ကြိုက်တာအထူးသဖြင့်ကိုယ်သွေးချင်းသားချင်းတွေကခေါ်တာကိုပြောတာလေထောက်ပံ့ရင်တရားမိမကြီးတွေကတော့ခေါ်ပါလေ ဲ့ဒါလေတကယ်တော့ကောင်းပါတယ်ဒါပေမဲ့ကို့သွေးချင်းသားချင်းတွေကခေါ်လာတော့ဘယ်ကောင်းနိုင်မှာမလဲအန်တီပေါ်လီယာခေါ်လာလို့မျိုးပေါ့အန်တီပေါ်လီရဲ့တမိလေးအန်တီတမိလေးဖျားသိဝန်တာတာပဲဟု ပြောနေပြန်၏ဒေါ်ပေါ်လီကဘာမှပြန်မပြောသူ့လက်များကသူ့လေပင်ကော်လာစီတို့ဆန်းရင်ဖီလျက်သူ့မျက်လုံးများမှာမျက်ရည်များအိုင်လျက်တစ်ဖက်သို့လှဲကသူနာပြူစီယာမှာဝင်လာနေသောတကားမှခတ်တုတ်တုတ်ထပ်သားလေတော်သည်ထိုနေ့ညနေက နန်စီသည်မင်းဆောင်နယ်တွင်ဇက်ကျိုးများကိုတိုက်ချွတ်စေကြနေသောအဖိုးကြီးထောင်ရှိရာသို့မြက်ကလေးစံပြပြေး၍လာလေသည်။မစ္စတာဒွန်မစ္စတာဒွန်ဘာဖြစ်ကုန်လဲသိလား။ဘလို့ထင်လဲ။ထင်တာပြောရရင်တော့ဘရောမမှတ်မယ်မထင်ဘူး။တကယ်တကယ်။ဒါဖြစ်လဲမပြောတာကောင်းပါရဲ့။နင်းကလည်းပြောရင်လည်းပြောတာမဟုတ်ဘူးနန်စီရဲ့။ကဲဒါဖြစ်နားထောင်။အင်းရတခင်မနဲ့တူအဲကန်းထဲမှာဘသူရောက်နေတယ်လို့ထင်လဲကဲပြော။အဖိုးကြီးကခေါင်းရမ်းလိုက်ပြီ။ငါမပြောတတ်ဘူးလေဟာဟုဆိုလိုက်သည်။ ကျွန်မပြောတတ်တယ်သိလားအဲ့ဒါမစ္စတာဂျွန်ဘင်ဒယ်တန်သိရလားဟဲ့တောက်တီးတောက်တဲ့ကောင်မလေးဘယ်ကတောက်တီးတောက်တဲ့ရမှာလဲသူ့ကိုကျွန်မကိုယ်တိုင်တကားဖွင့်ပေးရတာရှင့်ဂျန်တက်တွေပါနေတယ်သူ့ရထားနဲ့မြင်းတွေကအိမ်တကားဘက်မှာစောင့်လို့ရှင်တကယ်တည်းမှာပဲဘယ်သူနဲ့မှစကားမပြောရဲလူဝါစာမှုန်တီးကြရတယ်တော့တကယ်ကျွန်မတို့မမစီလာလို့ဟဲ့ဘာဖြစ်လို့မလာရမှာလဲဟုတ်အဖိုးကြီးကခန်းခန်းအောင်မေးလိုက်နန်စီကမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ။အော်ဦးလေးကြီးကလည်းတိရတာနဲ့များလောင်တယ်လို့ဆိုလိုက်။ဟေးဘလို့အမလေးမသိချင်အောင်စောင်းနေပြန်ပါပြီ။ဦးလေးကြီးပဲကျမကိုစပြီးဒီပိုင်းတစပြောထားလို့ကျမမှစဉ်းစားလိုက်ရတာမှ။ဟဲ့မင်းဘာတွေပြောနေရလဲ။နန်စီကအင်ဂျီစီတို့တစ်ချက်လမ်းကြည့်လိုက်ပြီးခြေတို့ခြေတလန်းတိုးလာကဒီမှာဦးလေးကြီးဦးလေးကြီးပဲကျမကို Mrs. Polly မှာချစ်သူရှိခဲ့ဘူးလေလို့ပြောခဲ့တယ်မဟုတ်လား။အေးအဲ့ဒါကျမကကို့အတွက်ကိန်းနေကို့ နဲ့နဲ့နဲ့ပေါင်းလိုက်တာလေးမဖြစ်ပဲငါပြစ်သွားတယ်ရှင်တကယ်တကယ်ဟုပြောလိုက်။အဘိုးကြီးတုံကသူပြောသည်ကိုဂရုမထားပဲအလုပ်ကိုဆက်လုပ်လျက်နင်းငါ့ကိုစကားပြောရင်ရှင်းရှင်းပဲပြောဟဲ့။ကနန်းတွေပါလေငါမလုပ်တတ်ဘူးဟုဆို၏။နန်စီကရေးလျက်။အော်ဒီလိုပါ။အစကတော့ Mr. Pendleton နဲ့ W တို့ချစ်ခင်ကြတယ်ထင်ရောကြားခဲ့လို့ပါဟုပြောသည်။ Mr. Pendleton အဘိုးကြီးကတအံ့တအော်ဆိုကခါကိုဆန့်၍ရက်လိုက်၏။အိုး ကျမအခုသိပြီ Mr. Pendleton မဟုတ်ပါဘူး။သူချစ်နေတာကကျမတို့အစ်စ်တော်ကလေးရဲ့အမေတည်းရှင်။ဒါကြောင့်မို့သူကကလေးမအောင်အေးလေးဓာထားလိုက်ပါတော့။ Doliana ကသူ့အား Mr. Pendleton ကခေါ်လာခြင်းသည်ဆိုသည့်ကိစ္စဘယ်သူ့ကိုမှမပြောပါနဲ့ဟူမာထားသည်ကိုသတိရပြီးအချိန်မီရပ်ထားလိုက်ပြီ။ကျမလည်းဟိုလူမေးဒီလူမေးနဲ့သူနဲ့ဒေါ်ပေါ်လီတိတ်မတဲတာနှစ်ပေါင်းတော်ကြာပြီတဲ့။ဒေါ်ပေါ်လီကလည်း သူ၁၅ရှင်းနေတဲ့မိတော်ကလူပြောသူပြောခံရတဲ့ကိစ္စအတွက် Mr. Pendleton ဆိုတိတ်မုံတဲ့ဟုပြောပြနေလေ။အေးငါမှမိပြီ။မန်းကျင်နေရသူ့ကိုဆွန့်ပစ်ပြီးခေါလုံနောက်လိုက်သွားလို့၃လနှစ်ကြာတော့ဖြစ်တာ။မက်ပေါ်လီလည်းဒီလိုဖြစ်တော့သူ့အတွက်စိတ်မကောင်းဖြစ်ရှာတယ်။အဲ့တော့သူ့ကိုချွတ်ချွတ်ဆက်ဆန်တာပေါ့။နည်းနည်းများချိုးလုံးသွားသလားတော့မသိဘူး။သူကသူ့အမောင်ခေါ်သွားတဲ့တင်းအုပ်ဆရာငနေကိုတိတ်မုံတာ။อืมအဲ့ဒါနဲ့တရားရောက်ကစပြီးမဟုတ်တန်းတရားပြောတော့อืม မတ်ပေါ်လီယာပဲသူ့နောက်လိုက်နေတယ်လို့ဖြစ်သွားတာပေါ့ကွယ်။အော်သူ့လားယောက်ျားတရားရနောက်ကိုလိုက်မှာဟုနန်စီကဖြက်ဝင်ပြောလိုက်သည်။အေးပါငါသိပါတယ်။ဒါပေမဲ့သူတို့ကဒီလိုပြောကြတော့တတိရှိတဲ့မိန်းကလေးဆိုဘယ်ခံလိုက်မလဲ။အဲ့ဒီအချိန်လောက်မှာပဲသူ့ချစ်သူနဲ့မပြေမလည်ဖြစ်အဲ့ဒီကနောက်တော့ဖြင့်သူ့ကိုယ်သူခယူပိတ်ပြီးဘယ်သူနဲ့မှဘာမှအဆက်ဆံမလုပ်တော့ဘူးဟဲ့သူ့စိတ်တွေလည်းတခါလဲချင်ပေါက်သွားတာနဲ့တူပါတယ်ဟုတ်တယ်ကျမသိတာပေါ့ ကျမလည်းအဲ့ဒါကိုကြားဘူးထားတော့ဒီလူကြီးလာတာတွေ့လိုက်ရတော့လေကျမဖြင့်အံ့အားကြီးကိုတင်သွားတာစကားမပြောဘဲနှစ်ပေါင်းများစွာနေလာတဲ့လူကြီးလေဒါပေမဲ့ကျမကအထဲပေးဝင်ပြီးမမကိုသွားပြောပေးလိုက်ပါတယ်အစားကတော့ဘာမှမပြောဘူးငိမ့်နေရနဲ့မကြားဘူးထင်လို့ကျမကပြောမယ်လို့မှသူကခတ်တော်တူပဲအေးငါခုလာခဲ့မယ်လို့မစ္စတာပင်ဂျက်တန်ကိုပြောလိုက်တယ်ဟုနန်စီကပြောကအင်ဂျီစီတို့နောက်တစ်ချိန်လှမ်းကြည့်လိုက်လေသည်ဟာအဖိုးကြီးကလည်း အံ့ဩဟန်ပြင်တစ်သက်ကြည့်လိုက်ကအလုပ်ကိုဆက်လုပ်နေလိုက်သည်ဟာရန်တန်အင်ဂျီအီခန်းနာသောဧကန်အတွင်း၌မစ္စတာဘင်နယ်ဒန်ကြာကြာမဆောင်ရပါ ခတ်သက်သွန်လှလာသောခြေတံများကြားရပြီးဒေါ်ပေါ်လီထွက်လာသည်မစ္စတာဘင်နယ်ဒန်ကထမင်းပြွေဒေါ်ပေါ်လီကမထရန်လက်ပြလိုက်သည် သူကနှုတ်ဆက်ရန်လက်ကမ်းမပေးဘဲခတ်စင်စင်မြင်ကြည့်နေလိုက်သည်ပေါ်လီယနာကိုမေးအောင်လာတာပါဟု ခတ်တူတူ ပြက်ပြက်ပြောလိုက်သည်ကျေးဇူးတင်ပါတယ် ခြေအနေကတော့ဒီတိုင်းပါပဲဟုဒေါ်ပေါ်လီကပြောရင်ဒီတိုင်းဆိုတာကဘလို့လဲဘလို့နေလဲဆိုတာပြောပါအောင်လေသူအတန်မှာတိတ်မှုမမှန်ကြီးဒေါ်ပေါ်လီဤမျက်နှာမှာစိတ်မချမ်းသာသည့်အတွင်ပေါ်လာ၏ကျမမပြောတတ်လို့ပါသိရင်ပြောချင်ပါတယ်အော်မသိဘူးလားဟုတ်ကဲ့ဆရာဝန်ကရောဒေါက်တာဝါရင်ကိုယ်တိုင်လည်းသိဟမတူပါဘူးနယူးယောက်မှာရှိတဲ့အထူးကူဆရာဝန်တွေစီစာရေးထားပါတယ်သူတို့ချက်ချင်းတိုင်ပင်ကူကိုစီစဉ်ထားပါတယ်ဒါနဲ့ သိနိုင်တယ်လို့သူတန်ရာရာဘာရှိလဲ။ကောင်းမှနည်းနည်းထိသွားပါတယ်။ပေါနာတစ်ခုနှစ်ခုရှိပါတယ်။ပြီးတော့ကျောင်းမှထိတဲ့တန်ရာကခါနေအောက်ပိုင်းတစ်ပိုင်းလုံးမလုံနိုင်တော့အောင် ဖြစ်သွားတယ်ဆိုပါတယ်။မစ္စတာပင်ဂျယ်တန်ကလက်ချောင်းထဲမှညှဉ်းညူတန်ပြုတ်လိုက်ပြီးအတန်ကြာငြိမ်သက်နေသည်။ပြီးမှသူကပင် အကွဲသောအတန်ဖြင့်ပေါလီယနာကောဒီဟာကိုဘလို့သဘောထားလဲဟုမေးလိုက်သည်။ तू မသိပါဘူး။ချင်းနေမအောင် तू နားမလဲပါဘူး။ပြောပြဖို့လည်းမဖြစ်ပါဘူး။ ဒါပေမဲ့သူသိတာတော့သိမှာပေါ့ဂျော်ပေါ်လီအင်ကြီးကော်လာကိုဖိတယ်လို့ဖြင့်သူ့လက်ကလေပင်စီတို့ရောက်ရပြန်ဤရမြန်မာဤသူမကြမကြဖြစ်ရသည်မဟုတ်လားဟုတ်ကဲ့သူမလုံချနိုင်ဘူးဆိုတာတော့သိပါတယ်ဒါပေမဲ့သူထင်နေတာကသူချေချိုးနေတယ်လို့ထင်နေတာကိုမစ္စတာပင်ဒယ်တန်လို့ချေချိုးတာဆိုရင်မစ္စစ်နလိုနာတာရှင်မဖြစ်တာဝမ်းသာတယ်တဲ့ချေချိုးတာပြောက်ပြီမဲ့နာတာရှင်ကမပြောက်ဘူးတဲ့သူကအဲ့တလိုကြီးပဲပြောနေတော့ကျမမှာဖြင့်တရားမတက်ပါပဲ မစ္စတာပင်နယ်တန်သည်မျက်ရည်များအိုင်နေ၍မှုံဝါးဝါးသာမြင်ရတော့လေဒေါ်ဘော်လီ၏မျက်နှာမှာအလွန်စိတ်မချမ်းမသာဖြစ်ရသည့်အတွင်ပေါ်နေသည်ကိုတော့မြင်ရပြီသည်အမတ်မတင်ပေါ်လီယာနာကို သူနှင့်လာနေဖို့ခေါ်သည့်နောက်ဆုံးအခါကပေါ်လီယာနာပြောသွားသည့်စကားများကိုကြားရောက်နေမိသည်တမီကူအန်တီပေါ်လီစီယာဘဲမှမတော်နိုင်တော့ပါဘူးဤသို့တွင်မိသောကြောင့်ပင်သူ့အတန်ကိုသူငြိမ်နိုင်သမျှငြိမ်အောင်ထိန်ပြီးညင်သာစွာပင်မစ္စတာဟာရန်ဒန်တိလာတော့မပြောတတ်ဘူး ော်လီယနာကိုကျုံးနေလာနေကိုဘလောက်ကြိုးစားခဲ့တယ်ဆိုတာလေးဟိုမေးလိုက်ဤပော်လီယနာကရှင်နေလာနေကိုဒေါ်ပေါ်လီဤအန်အော်တော်လေးတန်းကိုတတိထားမိတော့လေသူစကားပြောတော့အခါသူနဲ့မဆိုင်သလိုအေးဆက်ဆက်ဖြစ်နေသည်ဟုတ်တယ်ကျုပ်ကသူ့ကိုမွေးစားဖို့ပေါ့တရားဥပဒေနဲ့အညီပေါ့လေအမွေစားအမွေခံပေါ့ဒေါ်ပေါ်လီသည်အနှဲငယ်မတိမသားရော့ကြသွားသည်ရုတ်တရက်သူတတိပြလိုက်သည်ကမစ္စတာပင်ဒယ်တန်ကမွေးစားခြင်းသည် ပေါ်လီယာနာအဖို့တောက်ပသောအနာကဖြစ်သည့်အချက်ပင်သည်ပေါ်လီယာနာသည် သူ့ငွေသူ့အခြေမျိုးကိုမမောတက်လာအောင်ငွေအကြောင်းတည်တံ့နေပြီလားလူလောကအကြောင်းကိုတည်တံ့နေပြီလားဟူ၍လည်းတွေးတောနေမိ၏ကျုပ်ပေါ်လီယာနာကိုတိတ်ချစ်ပါれသူ့ပေါ်မှာထားတဲ့မေတ္တာရောသူ့အမေပေါ်မှာထားတဲ့မေတ္တာရောကျုပ်နှစ်ပေါင်းအစိလာတင်းစီထားခဲ့တဲ့မေတ္တာတွေကိုပေါ်လီယာနာအပေါ်ပုံပေးဖို့အဆင်သင့်ပါပဲမေတ္တာပေါ်လီယာနာသည် သူဘာကြောင့်ပေါ်လီယနာအားခုံမွေးစားရသည်ကိုရှေးဦးစွာသတိရသည်ထို့နောက်ထိုနည်းနဲ့ကပင်ပေါ်လီယနာကိုယ်တိုင်ကပြောလိုက်သောတမီလီကုသေးသားရဲ့တမီလီလို့ခေါ်ခင်ရတာကိုကြိုက်တာဟူသောစကားများကိုလည်းသတိရလိုက်၏အင်းမြအချင်းငယ်နေရှာသောကလေးမအားနှစ်ပေါင်းအစိတ်လောက်တင်းစီထားခဲ့သောမြေတားကိုပုံပေးမိသူပါတကားပေါ်လီယနာမှာအချင်းမြတာဆိုသည်ကိုမတ်မောဒလာအောင်တော့သိတတ်ပြီဖြစ်သည်ဒေါ်ပေါ်လီအီးဆုံးနေသောနှလုံးမှာ ဤအဖြစ်ကိုတည်လိုက်သည်ဆုံးနေသောနှလုံးမှာပင် အခြားတစ်ခုတရေပြလိုက်မိသည်ကပေါ်လီယာနာမရှိတော့လျင်ညီငွေဖွဲတာဖြစ်တော်မူသူ၏အနာဂတ်အဲ့ဒီတော့သူကမိလိုက်တော့မစ္စတာပင်ဒယ်တန်ကမာကျော်သောအတန်ဖြင့်ဖုံးကွယ်ထားရသောစိတ်လုံရှားမှုကိုတည်သလိုစိတ်မချမ်းမြေ့စွာပြုံးပြလိုက်၏သူမလာဘူးတဲ့လေဘာဖြစ်လို့လဲရှင်သူကသူ့တော်စီကခွဲမထွက်နိုင်ခဲ့လို့ပေါ့ သူကအန်တီပေါ်လီဟာသူ့ပေါ်အင်မတန်ကောင်းတယ်အနေနဲ့ပဲနေကြမှာတယ်တဲ့အနေကလည်းသူ့ကိုသူနဲ့ပဲနေကျင်တယ်လို့ထင်ပါတယ်တဲ့ဟု ပြပြဆူဆူထိုင်ရမှာထားလိုက်သည်သူတီတော်ပေါ်လီအားမကြည့်တော့ပဲတကားစီသူသာကြည့်နေစဉ်သူဤဘေးမှာခြေတန်းကြား၍လှည့်ကြည့်လိုက်မှနောက်ဆက်ရန်ကမ်းပီးနေသောတုံရင်သောလက်တစ်ဖက်ကိုတွေ့လိုက်ရသည်အထုကုဆရာလာလို့ပေါ်လီယာနာအကြောင်းတစ်ခုခု အတိအကျသိရတဲ့အခါကျတော့ကျမရှင်အောင်အကြောင်းကြားပါမယ်ကဲသွားပြီတော့ခုလိုလာတာကျေးဇူးတင်ပါတယ် ပေါ်လီယာနာကလည်းဝမ်းသာနေမှာပါပဲချက်ကိုဖပြသွားတဲ့ဝတ်ထုလေးကိုအဆုံးထိလိုက်ပါနာဆင်ပြီးသူတို့တယောက်ချင်းချင်းကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲလေးပြားတွေဝေကွာပြီးတာယာလှပါတဲ့နေ့ရက်ကလေးတွေပန်ဆိုင်နေကြပါစေလို့ဆုမကောင်းတောင်းပါတယ်ကျမကတော့စာဖတ်သူဝိုင်းပါ